ားလုံးပဲမင်္ဂလာပါထဲရောပိုင်းချီကကြိုဆိုပါရစေဒီနေ့လုတ်ပေးရဲ့ reading လေးကတော့လေးလပိုင်းမှာဘာတွေကြုံတွေ့ဖို့ရှိလဲပေါ့နော်အဲ့တော့ဒီပိုင်းလေးနှစ်ပိုင်းပေးထားရယ်ပိုင်းလေးနှစ်ပိုင်းလေးကကိုကြိုက်တဲ့ပိုင်းလေးတစ်ခုရွေးပြီးတော့ဆက်ကြည့်ပေးပေါ့နော်ချီဒီ YouTube မှာလည်း video လေးတွေတင်ထားရဲဆိုတော့အဲ့မှာ video လေးတွေတော့ကြည့်လို့ရတယ်ပြန်ကိုအတွက် private reading မေးခြင်းရင် messenger ဒါမှမဟုတ်ရင် tiktok အမြင်လာပြီးတော့မေးလာနိုင်တယ်เนาะ okay အဲ့ဒါဆိုရင်ပိုင်ဝိုင်းလေးတွေနဲ့အရင်စမယ် ပိုင်ဝမ်းလေးတွေမင်္ဂလာပါပိုင်ဝမ်းလေးတွေလေးလပိုင်းမှာဘာတွေကြုံတွေ့ရမလဲဆိုတော့ကိုကလေအဲ့လိုမျိုးစိတ်အတက်ကြလေးတွေအရန်များနေတတ်တယ်ပေါ့နော်တခါလေကြရင်ပျော်တယ်တခါလေကြလို့ရှိရင်အလိုစိတ်နည်းနည်းမငြိမ်ဘူးပေါ့နော်သိရမလားပြီးရင်ကို့ဘေးနားမှာရှိတဲ့လူတွေကလည်းအဲ့လိုမျိုးအပေါင်းအသင်းမိတ်ဆွေတွေများပဲမယ်ကိုတကယ်အားကိုးရမဲ့သူက ုကိုကိုပဲဖြစ်နေရပေါ့နော်ကိုချရာကိုပဲရက်တည်နေရတယ်အဲ့လိုမျိုးတစ်ခါလေကြလို့ရှင်ကိုတယောက်တည်းဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ပြီးလို့ရှင်ဒီပိုင်ဝမ်းသမားလေးတွေက ပေါ့နော်တချို့ရက်တွေကြလို့ရှင်အယမ်းပျော်တယ်တချို့ရက်တွေကြရင်လှုပ်ရှားရှိရလှုပ်တယ်အဲ့လိုမျိုးပုံစံလေးပေါ့နော် ဒီလေးလပိုင်းမှာဆိုလို့ရှင်ပိုင်ဝန်းလေးတွေကကိုယ်စိတ်ထဲကဆန္ဒတစ်ခုပြည့်ဝလာဖို့ရှိမယ်ပေါ့နော်ဥပမာကိုကခီးတွေတွားချင်တာတော့၎င်းအလုတ်ကင်တစ်ခုခုလှုပ်ချင်တာတော့၎င်းအဲ့လိုမျိုးလေးတွေဆိုလို့ရှင်ပိုင်ဝန်းလေးတွေကစပြီးတော့လှုပ်ကင်ပြစ်မယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးလို့ရှင်လေဒီ6လပိုင်းပေါ့နော်6လပိုင်းနဲ့မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အရာတွေကြုံတွေ့ရလိမ့်မယ်အလုတ်တွေရှာနေတဲ့သူဆိုလို့ရှင်လေဒီ6လပိုင်းနဲ့မှာအလုတ်တွေပါ냐 ရတတ်တယ်ပေါ့နော်ပြီးရင်ကိုယ်ဘဝထဲမှာဒီအဲ့လိုမျိုးယောက်ျားလေးတယောက်ရဲ့ energy ပေါ့နော်ဖခင်တယောက်ရဲ့အဲ့လိုမျိုးအကူအညီကြောင့်ဒါမှမဟုတ်ယောက်ျားလေးတယောက်ရဲ့အကူအညီကြောင့်အလုတ်ကင်နေပါညာအဆင်ပြေတတ်တယ်ပြီးရင်ကိုယ့်ရဲ့ဒီအထက်သူကြီး boss ဆိုလို့ရှိရင်လည်း boss က အဲအဲ့လိုမျိုးကိုယ့်ရဲ့ဒီအရေးချင်းတွေကိုသူကြိုက်နဲ့တက်လာလိမ့်မယ်ပေါ့နော်ကိုက bonus တွေပါညာရတတ်တယ်အဲ့လိုမျိုးတွေရှိတတ်တယ်ပေါ့နော်အလောက်ကိုင်းနေပါညာလည်းဒီ6လပိုင်းထဲမှာအဆင်ပြေလာဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီပိုင်ဝန်းလေးတွေကတစ်ချက်သတိထားပေးရမှာကကိုယ့်ရဲ့ဒီ energy ကတက်လိုက်ကြလိုက်ဖြစ်နေရယ်စိတ်အတက်အကျလေးတွေဖြစ်နေရယ်ပေါ့နော်အဲ့ဒါလေးတွေပဲတစ်ချက်သတိထားပြီးတော့ရေများများတောက်ပြီးပါပေါ့နော် အဲ့တော့ဒီပိုင်ဝမ်းလေးတွေဒီလေးလပိုင်းမှာကံကောင်းပါစေပြီးတော့နှစ်သက်မှာပျော်ရွှင်ကြပါစေเนาะအဲ့တော့ YouTube မှာသွားပြီးတော့ဗီဒီယိုလေးတွေတင်ထားတဲ့အတွက် YouTube ကိုသွားပြီးတော့ subscribe လုပ်ထားပါပေါ့เนาะအဲ့မှာထပ်ပြီးတော့ဗီဒီယိုလေးတွေတင်ပေးပါမယ်ကိုယ့်အတွက် private reading လိုချင်ရင်ချီကိုဒီ TikTok ဒါမှမဟုတ်ရင် Messenger မှာလာပြီးတော့မေးလာနိုင်တယ်เนาะ Pie ထူးလေးတွေမင်္ဂလာပါ Pie ထူးလေးတွေကလေးလပိုင်းမှာဘာတွေကြုံတွေ့ရမလဲဆိုတော့ ဖိုင်ထူးလေးတွေကပေါ့နော်ကိုအားကိုကိုပြီးတော့အရာရာကိုစူးစမ်းနေရတာကိုတွေ့တယ်ပြီးတော့အရင်ကတော့ကမကောင်းတဲ့အရာတွေဂျုံတွေးရတယ်ဆိုလို့ရှင်အခုတဖန်ပြန်ပြီးတော့တန်မာလာပြီပေါ့နော်အဲ့ဒါကိုတွေ့ရတယ်ပြီးတော့ဒီချစ်သူရီးစားတွေဝေးกว่าနေတဲ့သူတွေဆိုလို့ရှင်ပိုက်တူးလေးတွေပြန်ဆုံတတ်တယ်ပေါ့နော်ပြီးရင်ကိုကတခြားတနေရာကိုသွားခြင်းနဲ့နိုင်ငံခြားကိုသွားခြင်းနဲ့သူတွေဆိုလို့ရှင်လည်း ဒီစာရွက်စာတမ်းတွေလျှောက်ထားတာဗီဇာတွေလျှောက်ထားတာအောင်မြင်တတ်ပါတယ်ပေါ့နော်ပြီးရင်ဒီကိုပတ်သက်နေတဲ့သူအခြေရေးကကိုနဲ့ long distance ဖြစ်နေရဲ့ဆိုလို့ရှိရင်သူပြောတဲ့အရာအတိုင်းကိုမယုံပါနဲ့ပေါ့နော်သူ့မှာကိုကိုလှုပ်ဝက်ထားတဲ့အရာလေးဘာလေးတွေရှိနေတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေတစ်ချက်သတိထားပြီးပြီးလို့ရှိရင်ကိုလူမှုရေးနဲ့ပတ်သက်ပြီးတော့ဒီ နဲ့အရှုပ်ရှင်းလေးတွေရှင်းနေရတဲ့ကာလတဲမှာရှိမယ်ပေါ့နော်ဒါမဲ့ဒီတိတ်မကြဘူးဒီလေးလပိုင်းကုံနဲ့အချိန်ကြလို့ရှိရင်လူမှုရေးရလဲကောင်းမွန်တဲ့ဘက်ကိုရောက်သွားမယ်ပေါ့နော်ကိုကအဲ့လိုမျိုးစကားတစ်ခုခုမပြောခင်တစ်ခုခုမလုပ်ခင်တည်တည်ချာချာစဉ်းစားပြီးတော့မှလောက်ကင်ပါပေါ့နော် ပိုက်ထူးလေးတွေကဒီအသေးနှလုံးနှူးတွေထဲမှာပါတယ်ကွာစိတ်ကအဲ့လိုမျိုးမာတယ်လို့ထင်ရပေမဲ့ကိုကလည်းသူများကိုမဟုတ်တာမလုပ်တလို့ကို့ကိုလာပြီးတော့မဟုတ်တာလုပ်လို့ရှင်လေပိုက်ထူးလေးတွေကမကြိုက်ဘူးပေါ့နော်မခံကျင်စိတ်အပြည့်အဝရှိတယ်ပြန်ဒီပိုက်တူးလေးတွေကငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်သုံးနေတဲ့သူတွေရှိရဆိုလို့ရှိရင်နည်းနည်းလေးရှော့သုံးပါပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလေးလပိုင်းထဲမှာနည်းနည်းအခက်ခဲအကျက်တဲလေးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်ပြီးရင်ဒီဘိုက်တူးလေးတွေကတချို့အရာလေးတွေမမျှော်လင့်ထားဘဲနဲ့ကိုအဲ့လိုမျိုးရရှင်သည်ဖြစ်စေမရရှင်သည်ဖြစ်စေအဲ့လိုမျိုးဟို ကြုံတတ်တဲ့အရာလေးတွေရှိတယ်ပေါ့နော်ဒါကတော့အကုန်လုံးပြောလို့မရတဲ့အတော့ပေါ့နော်အဲ့တော့တချို့ပိုက်တူးလေးတွေနည်းသတိထားပေါ့နော်ကိုမမျောလင့်ထားတဲ့အရာလေးတွေဖြစ်လာတတ်တာတို့ကိုမလိုလားအပ်ဖဲနဲ့အရာလေးတွေဖြစ်တတ်တာတို့အဲ့လိုမျိုးလေးတွေရှိတတ်တယ်ပေါ့နော် ဒါမဲ့ဒီကောင်းတဲ့ဟာကြီးပြောရမယ်ဆိုရင်တော့ byte 2လေးတွေကပို့ပြီးတော့တမ်းမာလာတယ်။ပြီးရင်အဲ့လိုမျိုးကိုနဲ့ဝေးကွာနေရတဲ့သူတွေမိသားစုတွေဒါမှမဟုတ်ရင်ချစ်သူကြီးစားတွေအဲ့လိုမျိုးတွေနဲ့ဒီလေးလာပိုင်းထဲမှာပြန်ဆုံတတ်တယ်ပေါ့နော်။ကိုကကြောင်းသွားတတ်ချင်တယ်၊ခရီးတွေသွားချင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်း byte 2လေးတွေကစာရွက်စာရမ်းတွေ၊ visa တွေလျှောက်ထားတာအောင်မြင်တတ်တယ်ပေါ့နော်။အဲ့တော့ဒီကိုရဲ့ စိတ်နှလုံးသားကိုလည်းဦးစားပေးပြီးတော့ဆုံးဖြတ်ပြီးရင်အုံနှောက်နဲ့လည်းစဉ်းစားပေါ့เนาะတချို့အရာတွေမှာအဲ့တော့နှစ်ခုလုံးကိုဘယ်အရာမှပို့မပို့ပါနဲ့ပေါ့เนาะဒီနှလုံးသားနဲ့အုံနှောက်နှစ်ခုလုံးကိုတပြိုင်တည်းတပြေးညီတည်းစဉ်းစားပေါ့เนาะပိုက်တူးလေးတွေအဲ့လိုမျိုးကိုယ့်ရဲ့ဒီနှလုံးသားနဲ့ပဲအရန်မစဉ်းစားနဲ့တချို့အရာတွေမှာပေါ့เนาะဖြစ်တဲ့ဖြစ်ထိုက်တဲ့အရာလေးတွေပေါ့เนาะအဲ့ဒါလေးတွေဆိုလို့ရှိရင်အာအဲ့ဒါလေးတွေလောက်ပါပေါ့เนาะဒီ အုံနောက်ကဒါလှုပ်ရမယ်ဆိုလို့ရှိရင်ဒီဟာလေးကိုလှုပ်ပေါ့နော်ဒီကိုစိတ်ကိုအလိုမလိုက်ဖဲနေပေါ့နော်အဲ့တော့ဖိုင်ထူးလေးတွေကန်ကောင်းပါစေနော်ကို့အတွက်ပဲ private reading လိုချင်လို့ရှိရင်ချီ OD TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့မေးလာနိုင်တယ်နော် YouTube ကိုလည်း subscribe လုပ်ထားပေးပါနော်အဲ့မှာ video လေးတွေအများကြီးတင်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ Python လေးတွေတကြံမှာပျော်ရွှင်ကြပါစေနော်နှစ်သက်မှာပျော်ရွှင်ပါစေ